ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံမန္တလေးစေတက္ကသိုလ်ကထုတ်ပေးတဲ့ဘွဲ့လက်မှတ်ကို No Tree ပြန်ပြီးတဲ့ရှေ့နေအပါဝင်9ဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းမှာ မန္တလေးစေတကတူပါမောက်ကကျောက်အဖြစ်ကနေ CDM လှုပ်ဆောင်ပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနယာယီတက္ကသိုလ်ကောင်စီများစေနှင့်စေနှင့်ွယ်တက္ကသိုလ်များအားလုံးရဲ့နိုင်ငံကဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေသူဒေါက်တာခမောင်လွင်ကနေလက်မှတ်ရေးထိုးထုတ်ပေးတဲ့ပွဲလက်မှတ်ကိုဆရာဝန်တဦးကဒူဘိုင်းနိုင်ငံမှာပညာသင်ဖို့လျှောက်ထားနိုင်ရေးအတွက် notary ပြန်ရမှာ notary ပြန်နိုင်ရေးပူးပေါင်းကူညီခဲ့သူတွေကိုစစ်ကောင်စီကပွဲလက်မှတ်အတုလုပ်တယ်လို့ဆိုကဖမ်းဆီးခဲ့တာဖြစ်တယ် ယ်လို့တက္ကနိထုတ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာရီမှာဖော်ပြထားပါတယ်။မန္တလေးကလေးစေယုံကြီးနဲ့ဗဟိုအမျိုးသမီးစေယုံကြီးမှာအလုတ်တင်ဆရာဝန်ဖြစ်တာဝန်ထမ်းဆောင်နေသူဒေါက်တာကေစင်ထွန်းဟာ CDM လှုပ်ဆောင်ပြီးနောက်ဒူဘိုင်းနိုင်ငံမှာပညာဆက်လက်သင်ကြားနိုင်ရေးအတွက်အလျှောက်ထားရမှာဘွယ်လမန့် Notary ပြန်ရေးအတွက်လိုအပ်တာကြောင့် Notary ပြန်ရမှာကုညီဆောင်ရွက်ခဲ့သူတွေကိုစစ်ကောင်စီကဘွယ်လမန့်အတူလုပ်တယ်လို့ဆိုတာဖန်ဆီးခဲ့တာပါ။စစ်ကောင်စီက ဘောလမတ်နိုထရီပြန်ရမှာကိုညီပေးခဲ့တဲ့ရွှေပြောင်းနိုထရီဆိုင်ပိုင်ရှင်ရှေ့နေမလလာဝင်းလာပြေဝန်နိုထရီဆိုင်ပိုင်ရှင်ကိုဇာနီလွင်ခေါ်လာပြေနိုင်ငံရေးဝန်ကြီးဌာနကောင်စီရေးရနဲ့ဥပဒေရေးရဦးစီးဌာနနိုထရီဌာနစိတ်ကဒုတိယညွန်ကြားရမှုဦးအောင်ကျော်မှုနိုထရီဌာနစိတ်ရုံးအုပ်တွေဖြစ်တဲ့ကိုနိုင်နိုင်လက်နဲ့ကိုမောင်မောင်ချစ်စန်းဦးအောင်နိုထရီဆိုင်ပိုင်ရှင်မအေးတီတာနဲ့မအိတ်လက်လက်ထွန်တော်ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ် အခုလိုဖန်ဆီးခံရတာဟာဒူဘိုင်းနိုင်ငံ Trader Flow Group ကုမ္ပဏီကဒေါက်တာကေဇင်ထွန်းရဲ့ပညာသင်လျှောက်ထားမှုကိုစီစီရမှာအီးမေးမာရင်းပို့ဆောင်ခဲ့မှုကြောင့်ဖြစ်ပြီးဘောလမတ်ဟာအတူမဟုတ်ဘူးလို့မန္တလေးစေတက္ကသိုလ်ပါမခါချုပ်အဖြစ်ကနေ CDM လုံဆောင်ခဲ့သူဒေါက်တာခမောင်လွင်ကပြီးခဲ့တဲ့နှစ်နိုဝင်ဘာကရှင်းလင်းပြောကြားခဲ့ပူပါရရှင်ကျမနွယ်နွယ်ပါ